ဲ့တော့ပရိသတ်သမုပ္ပါလေးကိုရှင်းရှင်းလေးအရာစကားနဲ့ပြောကြည့်အောင်အရာစကားနဲ့ပြောကြည့်လိုက်ဒုဒ္ဒတွေဟာလုတ်တဲ့နာနဲ့မလုတ်တဲ့နာမသိဘူးဟုတ်ပြီဒါအစားလိုက်တယ်ဒါလုတ်တဲ့သလားဒါမလုတ်တဲ့ဘူးလားမသိဘူးမသိတော့ပါလို့လေမလုတ်တဲ့နာကိုလုတ်တဲ့နဲ့လို့ထင်တယ်လုတ်တဲ့နာကိုမလုတ်တဲ့ထင်တယ်ထင်ပြီးတော့လုတ်တယ်ရမ်းလုတ်တယ်မသိတာကအဝိဇ္ဇာလုတ်တာကသင်္ခါရ ရှားလိုက်တဲ့ရလတ်ကြတော့ကောင်းကျိုးဆိုကျသင်္ခါရပိစယဝိညာဏဆိုတဲ့ဘဝအစတစ်ခုရဝိညာဉ်ပါလာလို့ဝိညာဉ်ပရိသေစိတ်ကလေးစလိုက်တာနဲ့တပြိုင်နဲ့သူနဲ့တွဲဖက်လာတဲ့ရုပ်တည်နန်းနေပါလာဝိညာဏပိစယနာမရူပံနာနဲ့ရုပ်တည်ဖြစ်လာနာနဲ့ရုပ်တည်ဖြစ်တဲ့အခါကျတော့ဘာတွေပါလာတော့ဆိုမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်ရှားပါလာတယ်ကိုယ်ကာယပါလာတယ်အသိစိတ်ပါလာ နန်းနဲ့ရုပ်ထဲမှာဓာရီပါအကယ်၍ဓာရီမပါဘူးဆိုရင်တစ်တုံးကြီးလိုနေမှာပဲဘလို့လို့ဆက်တယ်နော်လူတွေမှာမျက်စိပါလို့ပြင်မဲ့ကအာယုန်တွေကိုမြင်ကြတယ်နားပါလို့အသံနဲ့ဆက်သွဲတယ်နှာခေါင်းပါလို့အနံ့နဲ့ဆက်သွဲတယ်လျှက်ရပါလို့အရသာနဲ့ဆက်သွဲတယ်ကိုယ်ကာယပါသည့်အတွက်ကြောင့်ဖုတ်တပါယုံဆိုတဲ့အထီးတွေ့အာယုန်တွေနဲ့ဆက်သွဲစိတ်ပါသည့်အတွက်ကြောင့်ကြံတွေးအာယုန်တွေနဲ့ဆက်သွဲတယ်ဆိုတော့အဲ့ဒီဆက်သွဲမှုတွေ ဒါကိုပြောတာနာမရူပပစ္စယသလာရဏအဲ့ဓာ ड़ी ပါလာလို့သလာရဏပစ္စယဖတ်တော်ထိတွေ့မှုတွေပေါ်လာတယ်ပေါ်လာတဲ့အခါဘာဖြစ်တော့ဆိုဖတ်တာပစ္စယဝေဒနာစိတ်ခံစားမှုတွေပေါ်လာတယ်ဘဝဆိုတာအဲ့ဒါပဲဘဝဆိုတာအဲ့ဒါလူဘဝဆိုတာစဉ်းစားကြည့်လိုက်တွေးရထားတဲ့ဘဝဟာအတိတ်ဘဝတော့ကအမှန်မသိလို့လုံးမိလို့ရလုံးလိုက်တယ် ကံခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ကံကောင်းလို့လူဖြစ်လာတယ်ပေါ့ကောင်းတာလုံးပြီးတော့ကောင်းတဲ့သင်္ခါရကြောင့်လူဘဝဆိုဝိညာဉ်မကောင်းတာလုံးပြီးလို့ရှိရင်တရိစ္ဆာန်ဘဝရောက်သွားအောင်ပါအပင်ငယ်ရောက်သွားအောင်ပါပဲဒီနေရာမှာအဲ့တော့ကံကောင်းတယ်လို့ပြောကြပြန်တယ်အဲ့ပါကောင်းတဲ့ကုသကံရဲ့အကျိုးကြောင့်ဝိညာဉ်နာယုသလရဏဖတ်တာဝေရဏဆိုဒီခံစားချက်တွေဘဝဆိုတာအဲ့ဒါအဲ့ဒီ ဘဝရဲ့အတွေ့အကြုံလေးတွေပေါ်မှာလူတွေကဘာဖြစ်တယ်။ตายရလာကြပြန်တယ်။နော်။ตายရလာကြ။ဒါကြောင့်မကြားခင်နေဝီရကြတော့ Happy New Year နဲ့ဩကြဩမှာပေါ့။ဆားကြောင့်တို့ဆိုရင်ပြောချင်တာပြောချင်တာလေ။အဲ့ဒါဝေဒနာပဲ။ပြောချင်တာကိုကြိုက်တယ်။ပြောချင်တာကိုကြိုက်တယ်။အဲ့ဒါဘာလို့ဝေဒနာကိုကြိုက်နေလဲ။ဝေဒနာကြိုက်တော့ဘာဖြစ်လဲဝေဒနာပစ္စယတဏှာဖြစ်တာပေါ့။ လူချင်းလာတယ်လူချင်းတော့ဆွဲလန်းလာတယ်တဏှာပိစရာဥပါဒါအဲ့ဒါကြတော့ကိလေသာဖြစ်သွားပြီနော်ဝิญဉ္ဏယသလရဏဖတ်တဝေဒနာထိအောင်ကံတစ်ခုကပေးလိုက်တဲ့အကျိုးရလတ်တွေသာဖြစ်တယ်အဲ့ဒီကနေပြီးတော့ဥပါဒံတဏှာဥပါဒံကြတော့ကိလေသာစိတ်ကိုပူပန်စေရတဲ့စိတ်ကိုညှဉ်းနှွမ်းစေရတဲ့ ဒီအကျိုးဒီဟာတွေကိုဖန်တီးပေးနေတဲ့တဘာဝတရားတွေကိုယ့်ရဲ့ထဲမှာဖြစ်လာတယ်။အဲ့ဖြစ်လာတာဟာသူရင်ရတ်တလားလို့ဆိုမရဘူး။ဥပါရဏပစ္စယဘောဆိုပြီးတော့ကံတွေပြန်ဖြစ်ပြန်တယ်သူက။လူချင်းနေဆွဲလန်းနေရအောင်လုပ်တယ်။လူချင်းနာကတဏဆွဲလန်းတာကဥပါရဏရအောင်လုပ်တာကြတော့ကမ္မဘောဟာ ဒါဖြင့်ကမ္မဘဝလှုပ်တော့ဘာဖြစ်လဲရအောင်လှုပ်တော့ရပြန်နာပေါ့ဘာရတော့ဆိုဘဝပစ္စယသာတိအဲ့ဇာတိရပြန်တဲ့အခါကျတော့ဒီကံရဲ့အကျိုးပေးနေပုံကိုကြည့်ဘဝရလာတဲ့အခါဇာတိဖြစ်လိုက်တာနဲ့တပြိုင်နက်နောက်ကဘယ်သူတွေလိုက်တာတော့ဆိုစရာနဲ့မရဏပဲဥချင်းနဲ့သိချင်းပဲဒီကြားထဲမှာဖြတ်ပြီးဝင်လာတာဘယ်သူတော့ဆိုရင်ပြာတိဆိုတဲ့ယောဂဝေဒနာတွေပဲအဲ့တော့ စရာမရဏဒီကြားထဲမှာတိပိဟာရီမရှိဘူးလားဆို ရှိတယ်ဘာတွေတော့ဆိုရင်တောကာတဲ့ကိုရထားတဲ့အခွင့်အရေးလေးတွေဆုံးရှုံးသွားမှာတော့မထိတ်နိုင်ရင်ပြိတိဝငိုရပြန်တယ်ကိုဆင်းရဲမှုတွေနဲ့ကြုံတယ်စိတ်ဆင်းရဲမှုတွေနဲ့ကြုံရတယ်နောက်ဆုံးမှာစိတ်ပင်ပန်းလွန်းတဲ့ဒေါသဆိုတဲ့စိတ်ပင်ပန်းမှုတွေနဲ့ကြုံရတာဥပယတာ ကတွဲကြည့်လိုက်မယ်ဆိုရင်ဇာတိရဲ့နောက်ကဆက်လာတဲ့အရာတွေဟာဘာတွေတုံးဆိုမြတ်စွာဘုရားဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာတ္တမင်းတို့ရတာဒုက္ခသက်သက်တည်းချီပဲတာဝန်ကံကောင်းအောင်လုပ်နေကြမလားဒီပရိစ္ဆေသဘောကိုပဲဆင်ញင်ကြည့်လိုက်ဆင်ញင်ကြည့်လိုက်လို့ရှိရင်ကံကိလေသာတန်တရားဘဝတန်တရားဆိုတာထင်ရှားတယ် အဲ့ဒီတိုင်သွားနေမယ်ဆိုလို့ရှိရင်ကိလေသာနဲ့ကံနဲ့ပေါင်းစပ်ပြီးတော့အကောင်အဆိုးနှမျိုးကိုဖန်တီးနေမယ်ဖန်တီးနေလို့ရှိရင်ရလာတဲ့ယတ္တသီပါတော့စရာမရဏတောကပရိဒီဝဒုက္ခဒေါမနတဥပယတာဒုက္ခအဆုဝေးကြီးတစ်ခုပဲရတယ်လို့မြတ်စွာဘုရားအတိလင်းဟောတာဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်ငါတို့ရထားတာကွက်ထင်တယ်လေအလူဝါရထားတာသိမြတ်တာပဲ ကံကောင်းလိုက်တာလို့ထင်တော့မယ်လေဟိုတစ်ခါကပြောမယ်ဆိုရင်ကံမကောင်းဘူးလားလို့ဆိုရင်ကောင်းတယ်လို့တော့ပြောစရာရှိပါတယ်ဘာတော့ဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရရင်ကံကောင်းတယ်လို့ပြောကောင်းတဲ့အလုပ်တွေလုပ်လို့ရကောင်းလို့ပါရမီကုသိုလ်တွေလုပ်လို့ရတယ်ဒီဘက်ကရှုတော်ကခြင်းအကောင်းသို့တော့ကိုရလိုက်တဲ့ပစ္စည်းတစ်ခုရဲ့ရလတ်ရဲ့အဆုံးသက်ကိုကြည့်လိုက်ကိုရထားတဲ့အကြီးကတဖြည်းဖြည်းအိုးလာမယ်တဖြည်းဖြည်းနာမယ်နောက်ဆုံးမှာ တိတ်ဆုံးသွားမယ်ဒီကြားထဲမှာမကြည်မနှက်တွေတောတာတွေဆိုရင်ရမယ်နော်ပရိဒီဝါတွေဖြစ်ရမယ်ကိုဆင်းရဲခြင်းခံရမယ်စိတ်ဆင်းရဲခြင်းတွေခံရမယ်စိတ်ပင်ပန်းမှုတွေနဲ့ကြုံရမယ်ဆိုဒီထဲမှာအကောင်းကရှာဖို့ရတော့ခက်သွားတယ်